မင်္ဂလာပါရှင်ဒီကနေ့ရထိတ်တန်းရသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အာနာသိန်းစစ်ကောင်ဆောင်မင်းအောင်လိုင်ကိုရုရှားသမ္မတဗလာဒီမာပူတင်ကလက်ခံတွေ့ဆုံမှုကိုရုရှားသမ္မတအင်တော်ဖြစ်တဲ့ကရင်မလင်နန်းတော်ရဲ့တရားဝင် website ကဖော်ပြခဲ့ပါတယ်စက်တင်ဘာ25ရက်နေ့ကပူတင်နဲ့မင်းအောင်လိုင်တို့ဟာကရင်မလင်နန်းတော်မှာတွေ့ဆုံပြီးတန်တမန်ရေးခါခွဲရေးစွမ်းအင်နှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေကိုဆွေးနွေးခဲ့ကြောင်းရုရှားဘက်ကထုတ်ပြန်ပါတယ် World Atomic Week 2025 Forum ရဲ့ဆက်ဆက်အစီအစဉ်အဖြစ်သူတို့နှစ်ဦးတွေ့ဆုံခဲ့ကြတာလို့ရုရှားကဆိုပါတယ်။အာနာသိန်းစစ်ကောင်ဆောင်ကမြန်မာအနေနဲ့ရုရှားရဲ့ Vladivostok မြို့ထဲမှာကောင်စစ်ဝင်ရုံအသစ်တစ်ခုမကြခင်ထောက်ဖွင့်နိုင်အောင်စီစဉ်နေတယ်လို့ပူတင်ကပြောကြားခဲ့ပါတယ်။လောလောဆယ်မော်စကိုမြို့တော်မှာမြန်မာတန်ယုံရှိနေပြီးစိန့်ပီတာစပတ်နဲ့နိုဘိုစီဗရစ်မြို့တွေမှာမြန်မာကောင်စစ်ဝင်ရုံတွေဖွင့်လှစ်ထားကြောင်းရုရှားရဲ့ကြေညာချက်မှာပါရှိခဲ့ပါတယ် အရှိကိုပဲမျှော်ကြည့်ကြည့်အနောက်ကိုပဲမျှော်ကြည့်ကြည့်ရုရှားရဲ့နေမြေတွေဟာအင်မတန်ကြီးမားကျယ်ပြန့်ကြောင်းဒါကြောင့်လည်းနှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်မှုတွေပိုပြီးထိထိရောက်ရောက်ဆောင်ရွက်နိုင်စေဖို့အတွက်နောက်ထပ်ကောင်စစ်ဝင်ရုံးအသစ်ဖွင့်ဖို့စီစဉ်နေတာဖြစ်ကြောင်းမင်းအောင်လိုင်ကပူတင်စီပြောကြားခဲ့တယ်လို့ဆိုပါတယ်နမဲဆိုးနဲ့ကိုစီကြော်ကြပြီးအနောက်မဟာမိတ်ဒီမိုကရေစီနိုင်ငံတွေစီကနေတင်းကျပ်တဲ့အရေးယူပိတ်ဆို့မှုတွေသတ်မှတ်တာခံထားရသူနှစ်ဦးဟာပြီးခဲ့တဲ့လပိုင်းတွေအတွင်းပိုပြီးနှိကက်တဲ့ဆက်ဆံရေးမျိုးကိုတိဆောက်လာနေကြောင်းလေလာသူတွေကပြောပါတယ် မင်းအောင်လိုက်ဟာတရုတ်ရုရှားတို့နဲ့ရင်းနှီးကျွမ်းဝင်မှုကိုမြင့်တင်နိုင်ဖို့အင်တိုင်းအားလိုက်ကြိုးစားလာနေတယ်လို့အဲ့ဒီနှစ်နိုင်ငံပါဝင်တဲ့ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ SCO မှာအဖွဲ့ဝင်ဖြစ်လာဖို့လဲညွှန်မှန်းနေဟန်ရှိပါတယ်။မင်းအောင်လိုက်ဟာမော်စကိုမှာ foreign တက်ရောက်ပြီးရင်နောက်ထပ် SCO အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တဲ့ကာဇက်စတန်စီခရီးဆက်ဖို့စီစဉ်ထားပါတယ်။ပူတင်နဲ့မင်းအောင်လိုက်တို့တွေ့ဆုံမှုမှာကာကွယ်ရေးကဏ္ဍအပြင်နျူကလ িয়ার စွမ်းအင်လျှက်စေ၊ကျန်းမာရေး၊ရေနံနဲ့လောင်စာထုတ်လုပ်ရေး၊စိုက်ပျိုးရေး၊ပညာရေး စီးပွားရေးတွေကိုပါဆွေးနွေးခဲ့တယ်လို့အာဏာသိမ်းစစ်ကောင်စီကထုတ်ပြန်ထားပါတယ်။မေအောင်လိုင်ကဒီဇင်ဘာလကျရင်မြန်မာနိုင်ငံမှာရွေးကောက်ပွဲကျင်းပမယ်သူ့ရဲ့အစီအစဉ်ကိုရောနိုင်ငံတကာလေးလာသူတွေကိုပါဖိတ်ကြားမှုသဘောထားကိုပါပူတင်စီထက်လောင်းအတည်ပြုခဲ့တယ်လို့လည်းသိရပါတယ်။ဆက်လက်ပြီးရုရှားတိုက်လေယာဉ်တွေနောက်ထပ်နေကြောရင်ပြစ်ချမယ်လို့နေတိုးသတိပေးထားကြောင်းသတင်းအပေါ်ရုရှားတုံ့ပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။ နောက်တစ်ခါလေးပိုင်နဲ့ကျူးကျော်လာရင်ရုရှားတိုက်လေယာဉ်တွေကိုပစ်ချတော့မယ်လို့နေတိုးစစ်မဟာမိတ်အဖွဲ့ကအတီလင်းအတိပေးထားပြီးဖြစ်တယ်ဆိုတဲ့သတင်းတွေနဲ့ပတ်သက်ပြီးစင်ချင်တုံတရားကင်းမဲ့တဲ့အန္တရာယ်များလွန်တဲ့တင်းမာမှုတွေကိုမြင့်တက်စေတဲ့မီးမွေးမှုတွေဖြစ်နေတယ်လို့ရုရှားဘက်ကဝေဖန်ခဲ့ပါတယ်အခုလာတယ်မှာနေတိုးမဟာမိတ်အဖွဲ့ဝင်နိုင်ငံ၃ခုရဲ့လေပိုင်နက်တွေတဲ့ရုရှားရဲ့ဒရုန်းနဲ့တိုက်လေယာဉ်တွေကျူးကျော်ခဲ့တဲ့ဖြစ်စဉ်တွေအပြီးနေတိုးဟာအလားတူရန်စမှုတွေကိုထပ်ပြီးတိမခံတော့ဖို့ စိတ်ပိုင်းဖြတ်ထားပြီးဖြစ်တယ်လို့ Bloomberg သတင်းဌာနကဖော်ပြခဲ့ပါတယ်။တကယ်လို့နောက်ထပ်တစ်ကြိမ်အလားတူထပ်ဖြစ်လာရင်ရုရှားတိုက်လေယာဉ်တွေကိုပါမချမ်းတော့ပဲပြစ်ချရလိမ့်မယ်လို့နေတိုးကရုရှားအစိုးရစီပုံကိုရေးအရဆက်သွယ်သတိပေးထားပြီးဖြစ်တယ်လို့လဲဘလွန်ဘတ်ကဆိုပါတယ်ရုရှားဒရုန်းတွေဟာနေတိုးနိုင်ငံတွေဖြစ်တဲ့ပိုလန်နဲ့ရိုမေးနီးယားတို့ကို ကျူးကျော်ခွင့်ရောက်ခဲ့ပြီးပိုလန်မှာတော့ဒရုန်းတချို့ကိုကြာဖြတ်ပြစ်ချခဲ့ပါတယ်။ဒါပြင်ရုရှားရဲ့ MiG-31 တိုက်လေယာဉ်၃စီးဟာ အက်စတိုနီးယားလေပိုင်နက်တဲကိုလည်း7မိနစ်ကြာကျူးကျော်ပြန်သိမ်းခဲ့ကြောင်းနေတိုကစွပ်စွဲထားပါတယ်။ရုရှားအစိုးရယုံဆက်ရာကရင်မလင်နန်းတော်ရဲ့ပြောရေးဆိုခွင့်ရအရာရှိဒီမီထရီပက်စကော့ဖ်ကတော့အစိုးရသတင်းဌာနသတင်းတောက်ပီလ်ဘယ်ဇာရူဘင်နဲ့အင်တာဗျူးမှာအဲ့ဒီသတင်းနဲ့ပတ်သက်ပြီးဝေဖန်သွားခဲ့တာဖြစ်ပါတယ်။ရုရှားလေရင်တွေကိုပြစ်ချမယ်ဆိုတဲ့ဖော်ပြချက်မျိုးတွေဆိုတာကအနည်းဆုံးတော့အင်မတန်အဆင်ကျင်ကင်းမဲ့ပြီးတာဝန်မဲ့လုံးတယ်လို့ပြောနိုင်ကြောင်းဖြစ်လာနိုင်တဲ့အကျိုးဆက်တွေကလည်းအယဉ်အနည်းရများကြောင်း ပက်ကော့ကဆိုပါတယ်။နောက်ပြီးအက်စတိုနီးယားလေပိုင်နဲ့တဲ့ရုရှားတိုက်လေယာဉ်တွေကျူးကျော်ပြန့်တန်းခဲ့တယ်ဆိုတာကလည်းမဟုတ်မှန်ကြောင်းသူကညှင်းဆိုသွားခဲ့ပါတယ်။အက်စတိုနီးယားမှာရုရှားတိုက်လေယာဉ်တွေနှွေကျော်ဝင်ရောက်ခဲ့တယ်ဆိုတာမျိုးဆွဆွဲနေတာတွေကိုသတိထားမိကြောင်းဒါပေမဲ့အဲ့ဒီဆွဆွဲချက်အတွက်ခိုင်မာတဲ့ဘာထောက်ထားမျိုးမှတိတိကျကျတင်ပြကြတာမတွေ့ရကြောင်းပက်ကော့ကပြောကြားခဲ့ပါတယ်။မော်စကိုမှာပြုလုပ်တဲ့ဆွေးနွေးပွဲတစ်ခုမှာတော့ဗီတိန်ပြင်သစ်နဲ့ဂျာမနီတန်အရာရှိတွေက နောက်တစ်ခါနေတိုးပိုင်နက်ကိုရုရှားတိုက်လေယာဉ်တွေနှေးကြောရင်ပြစ်ချမယ်ဆိုတဲ့အတီးလင်းချိန်ချမှုကိုပြုလုပ်ခဲ့တယ်လို့ front back ကဖော်ပြခဲ့ပါတယ်။အဲ့ဒီသတိပေးချက်မျိုးလုပ်ခဲ့တာအမှန်ပဲလားဆိုတဲ့မေးခွန်းတွေနဲ့ပတ်သက်လို့တော့ first golf ကဒီအကြောင်းကိုစကားတဲတောင်ထည့်ပြောမနေခြင်းကြောင့်ဒါကတော်တော်ကြီးတာဝန်ကင်းမဲ့တဲ့ဖော်ပြချက်တွေဖြစ်နေကြောင်းရုရှားကနိုင်ငံတစ်ခုခုရဲ့လေးပိုင်းနဲ့ထဲကျူးကျော်ခဲ့တဲ့ဆိုတဲ့ဆွဆဲချက်တွေကအခြေမြင့်မရှိသလိုဒီလိုပြောနေတာကတင်တာဝန်မဲ့လွန်းရကြနေကြအောင်အစောပိုင်းအင်တာဗျူးတစ်ခုမှာတုံ့ပြန်ခဲ့ပါသေးတယ်။ ယူကရိန်းရဲ့စစ်ထောက်လှမ်းရေးအေဂျင်စီကတော့နေတိုးလီပိုင်နက်ကိုရုရှားကထိပါဆိုင်ခေါ်ပြနေတာဟာအနောက်ဥရောပမဟာမိတ်နိုင်ငံတွေအနေနဲ့ရုရှားယူကရိန်းစစ်ပွဲမှာယူကရိန်းအပေါ်နှစ်ရှည်လာများထောက်ခံကူညီပေးနေကြရကနေခြေကုံလက်ပံကျလာပြီလားဆိုတာကိုအကဲဆန်းတဲ့ရုရှားရဲ့ဗျူဟာတစ်ခုဖြစ်နိုင်ကြောင်းမှတ်ချက်ပေးထားပါတယ်။ဆက်လက်ပြီးလူထုလူလတ်ခွင့်တွေဖန်တီးဖို့ NLD ရဲ့ဥဆောင်ပါဝင်မှုပြည်သူတွေဆက်အလို့ရှိနေတယ်လို့ NUG ယာယီသမရပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ လူထုလွတ်လပ်ခွင့်အတွက်အာမခံချက်ရှိတဲ့အခြေအနေကိုဖန်တီးဖို့သမိုင်းစဉ်လာကြီးမားတဲ့အမျိုးသားဒီမိုကရေစီအပွဲချုပ် NLD ရဲ့ဥဆောင်ပါဝင်မှုကိုပြည်သူတရက်လုံးကဆက်လက်အလိုရှိနေကြတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရယာယီသမနာဒူဝါလက်ရှိလာကပြောကြားလိုက်ပါတယ်။ဒီကနေ့စက်တင်ဘာ28ရက်မှာကြာရောက်တဲ့ NLD တီထောင်ခြင်း38နှစ်ပြည့်အခမ်းအနားမှာယာယီသမနာကအခုလိုပြောကြားခဲ့တာပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့သမိုင်းဖေးတာဝန်တွေကိုဆက်လက်ထမ်းရွက်နိုင်မယ်လို့ယုံကြည်ကြောင်းနဲ့စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးအပအဝင်စစ်အာဏာရှင်စနစ်ကိုတက်ဆိုးရှိအောင်အထောက်အပံ့ပေးတဲ့အထူးရောင်ရွေးကောက်ပွဲလိုလုပ်ရက်တွေကိုဆန့်ကျင်တဲ့နေရာမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့မျိုးဦးတော်လည်ရေးအင်အားစုအလုံးနဲ့တသားတည်းတည်ရှိပြီးဦးဆောင်ဦးရွက်ပြုပါဝင်နိုင်မယ်လို့ယုံကြည်ကြောင်းယာယီတမနာကပြောပါရယ်ကြပြင်းမျိုးဥတော်လည်ရေးမှာအလုံးပါဝင်တဲ့နိုင်ငံရေးအခင်းကျင်းဖြစ်လာအောင်ဆက်လက်ကူညီပေးဖို့မြစ်တာရက်ခန့်ခြင်းပါတယ် လူလူလူလက်ခွင့်အတွက်အောင်မခံချက်ရှိတဲ့အခြေအနေကိုဖန်တီးဖို့အတွက်သမိုင်းအစဉ်လာကြီးမားတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဦးဆောင်ပါဝင်မှုကိုပြည်သူတရက်လုံးကဆက်လက်အလိုရှိနေကြပါတယ်လို့ယာယီသမရကပြောပါတယ်မြေဥတော်လည်ရေးမှာရှိတဲ့အင်အားစုအလုံးရဲ့စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးနဲ့ Federal Democracy တိဆောက်ရေးတို့မှာခိုင်မာတဲ့နိုင်ငံရေးပြည်ညင်တွေကြဲကြဲပြန့်ပြန့်ရရှိလာဖို့ NLD ရဲ့ပါဝင်ဆောင်ရွက်မှုတွေဟာပြည်ထောင်စုအရေးတစ်ခုလုံးအတွက်အရေးကြီးတယ်လို့လည်းယာယီသမရကပြောပါတယ် ရွေးဦးတော်လှန်ရေးဟာလွန်ခဲ့တဲ့နှစ်ပေါင်း38ရက်ကစတင်ခဲ့တဲ့ဒီမိုကရေစီလှုပ်ရှားမှုရဲ့အဆက်လို့ယူဆနိုင်ပြီးအဲ့ဒီလှုပ်ရှားမှုမှာ NLD ဟာကြီးမားတဲ့ထဲဝင်မှုကိုကာယကံမြောက်မြုပ်နှံခဲ့တဲ့နိုင်ငံရေးပါတီကြီးတစ်ခုဖြစ်တဲ့အတွက်ရွေးဦးတော်လှန်ရေးခေါင်းဆောင်အလောဟာ NLD ရဲ့ကာယကံမြောက်ပေးဆက်မြုပ်နှံမှုတွေကိုလေးနက်စွာဂုဏ်ပြုကြောင်းပြောကြားခဲ့ပါတယ်။ NLD အကြောင်းပြောရင်နိုင်ငံတော်အတိုင်းပင်ကဒေါအောင်ဆန်းစုကြည်ရဲ့အခမ်းအခဏာကိုမေးထားဖျောက်ထားလို့မရကြောင်းနဲ့ဒေါအောင်ဆန်းစုကြည်ဟာ NLD ပါတီရဲ့အခွဲခေါင်းဆောင်ဆိုတာထက်ပိုပြီး ိုင်ငံရဲ့တန်ဖိုးမဖြတ်နိုင်တဲ့ကောင်းဆောင်တဦးဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။မင်းအောင်လိုင်နဲ့စစ်အုပ်စုမတရားဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့မတရားဖမ်းဆီးချုပ်နှောင်ခံထားရတဲ့နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ရေးကိုကြိုးပမ်းနေကြဆဲဖြစ်တယ်လို့ရှားဤသမရကပြောပါတယ်။ NLD ကောင်းဆောင်တွေဟာစစ်အာဏာရှင်အဆက်ဆက်ရဲ့နှိမ့်ဆက်ညှဉ်းပန်းမှုတွေကိုစိတ်သက်သက်အပြည့်နဲ့ရင်ဆိုင်ဖြတ်တန်းခဲ့ကြတာဖြစ်ပြီး NLD ဟာပြည်သူအကျိုးစီးပွားကိုအစဉ်တစိုက်ရှေ့ကျခဲ့တယ်ဆိုတာထင်ရှားတယ်လို့လည်းပြောခဲ့ကြပါတယ်။ အခမ်းအနားမှာပြည်တော်စုဝင်ကြီးချုပ်မန်ဝင်းခိုင်တန်းကလည်းအမှားစကားပြောကြားခဲ့ပါတယ်။ပြည်သူလူထုတရက်လုံးမျှော်လင့်နေတဲ့ Federal Democracy နိုင်ငံတော်တည်ထူထောင်နိုင်ရေးအတွက် NLD အနေနဲ့ NUG အပါအဝင်တော်လှန်ရေးအင်အားစုတွေအားလုံးနဲ့လက်တွဲပြီးညှိနှိုင်းဆောင်ရွက်သွားချရေးအတွက်ဝင်ကြီးချုပ်မန်ဝင်းခိုင်တန်းကတိုက်တွန်းလိုက်ပါတယ်။တော်လှန်ရေးရဲ့ရှေ့ခီးတစ်လျှောက်လုံးမှာလည်းတိုင်းရင်းသားပြည်သူလူထုတရက်လုံးမျှော်မှန်းနေတဲ့ငြိမ်းချမ်းရေးတရားမျှတရေးလွတ်လပ်ရေးနဲ့ညီညွတ်ရေးတို့ပြည့်စုံတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တစ်ကိုထူထောင်နိုင်ဖို့အတွက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့ကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရအပေါင်းပင်တော်လှန်ရေးအင်အားစုများအားလုံးနဲ့အတူလက်တွဲပြီးအမြင်မတူတာတွေရှိခဲ့ရင်လည်းတူအောင်ညှိနှိုင်းကြလျက်စေအာနာရှင်စနစ်အမြင့်ပြတ်တဲ့အထိစင်စက်မပြတ်ဆက်လက်ပါဝင်သွားကြဖို့လေးနက်စွာတိုက်တွန်းနှိုးဆော်လိုက်ပါတယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကပြောကြားခဲ့တာပါလူလူကောင်းဆောင်ပါတီဒေါ်အောင်ဆန်းစုကြည်နှင့်တကွာဖန်စီထိန်ထိန်ခန့်နိုင်ငံရေးအချင်းသားများအလုံးလွတ်မြောက်ပါစေချောင်းလို့လည်း ပြည်ထောင်စုဝန်ကြီးချုပ်ကစုတောင်းပေးခဲ့ပါတယ်။ဆက်လက်ပြီးကာဆာထ6ကိုစစ်တပ်ဖျက်သိမ်းနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။နေပြည်တော်လုံခြုံရေးနဲ့စစ်ဆင်ရေးတွေကိုတာဝန်ယူနေတဲ့အမတ်ကျောက်စစ်ဆင်ရေးအထူးအဖွဲ့ကာဆာထ6ကိုအာဏာသိမ်းစစ်တပ်ကဖျက်သိမ်းလိုက်တယ်လို့သိရပါတယ်။စက်တင်ဘာပထမလပတ်ကဖျက်သိမ်းလိုက်တာဖြစ်ပြီးလက်ရှိမှာကာဆာထ1 2 3 4 5တို့ကိုရွေးကောက်ပွဲမတိုင်ခင်စီးရေးအရှိန်မြှင့်ဖို့ညွှန်ကြားချက်တွေကိုစုံစမ်းနေလို့သိရှိရပါတယ်။ ကာဆာတာ6ကိုဖြုတ်ပြီးကာဆာတာ9အောက်ကိုထည့်လိုက်တာကာဆာတာ6အခန်းကဏ္ဍပြီးသွားပြီလို့နေပြီးတော့သတင်းရှင်းမြစ်ကပြောပါတယ်မဖြတ်သိမ်းခင်ကအမှတ်6စစ်စင်ရေးအထူးအဖွဲ့မှုမှာဒုတိယဗိုလ်ချုပ်ကြီးနီလင်းအောင်ဖြစ်ပြီးသူ့ကိုအမှတ်1စစ်စင်ရေးအထူးအဖွဲ့မှုနေရာကိုပြောင်းရွှေ့လိုက်ပါတယ် CDM တက်မတော်အရာရှိတအုပ်ဖြစ်တဲ့ကိုနောင်ယိုးကတော့ကာဆာတာ6ကအပူသက်သက်ထားထားတာဆိုတော့လက်ရှိအခြေအနေအရကာဆာတာတွေပြန်လည်ပြင်ဆင်ဖွဲ့စည်းလိုက်တာဖြစ်ပါမယ်လို့မှတ်ချက်ပြုပါတယ် တဆထ6ကိုပြီးခဲ့တဲ့စစ်အစိုးရလက်ထက်2009ခုနှစ်မှာစတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီးလက်ရှိဒုကာကွယ်ရေးဦးစီးချုပ်ဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းကကာဆထ6မူဟောင်းဖြစ်ပါရီကာဆထ6တာဝန်တွေကိုတော့ကာဆထ5ကတာဝန်ယူမယ်လို့သိရပါတယ်။ဒါကြောင့်နေပြည်တော်လုံခြုံရေးကိုကာဆထ5မူဖြစ်လာတဲ့ဒုဗိုလ်ချုပ်ကြီးကိုကိုဦးကတာဝန်ယူရမှာပါ။ဒုဗိုလ်ချုပ်ကြီးကိုကိုဦးဟာကာဆထတင်မှုတာဝန်ယူခဲ့သူဖြစ်ပါတယ်။အရင်ကာဆထ5မူဒုဗိုလ်ချုပ်ကြီးစော်မင်းလက်ကကာဆထနှင်မူဖြစ်လာပါတယ်။ ကာဆာထနှင့်မူထူပိုကျုပ်ကြီးနိုင်နိုင်ဦးကိုတော့အရင်အင်အားကိုအပိုခံခဲ့ရပါတယ်။ကာဆာထတုံးမှုကအရင်အတိုင်းထူပိုကျုပ်ကြီးတေဇကျော်ဖြစ်ပြီးကာဆာထလေးမှုနေရာလေအပြောင်းလဲမဖြစ်ပေထူပိုကျုပ်ကြီးညွဝင်းဆွေပဲဆက်လက်တာဝန်ယူထားတယ်လို့သိရပါတယ်။စစ်တပ်ရဲ့ကာကွယ်ရေးမှစီစဉ်ရေးအထူးအဖွဲ့ကာဆာထရီဟာတိုင်းစစ်ဌာနချုပ်ရဲ့အထက်မှာရှိပြီးကောက်ွယ်ရေးဦးစီးချုပ်ဒုကောက်ွယ်ရေးဦးစီးချုပ်နဲ့ညီနိုင်ကိုကဲရေးမှုတို့၃ဦးနောက်မှာအရေးပါသူတွေဖြစ်ပါတယ်